ရာဝတီတိုင်းမှာမိုးစဘာများလှိုင်းလှိုင်းပေါ်ချိန်စဘာတင်းတရားကုန်စက်တန်းကျအထိဈေးကျဆင်းနေတဲ့အတွက်တောင်သူများအခက်အခဲဖြစ်ပေါ်နေတယ်လို့ဒေသခံတောင်သူများထံမှသိရပါဗျာ။ လက်ရှိစဘာစည်းကွဲမှာဒေရခန်တောင်တူများစိုက်ပျိုးထားကြတဲ့မူစဘာတိမနောတုခအောင်းနိုင်တုံစဖို့တောင်နေယူအေယာဘျောတုခနန်ကာစင်တုခနန်ကောက်စားတဲ့စဘာတိအမျိုးပေါင်း60ရှိပြီးတင်းရည်တရားကိုစက်သိန်းဝန်းကျင်သာဈေးရှိနေကြောင်းနဲ့အချားပေါ်စံဘေးကြစားတဲ့စဘာများသည့်တဲ့16သိန်းအထိသာဈေးရှိကောင်းဝယ်ယူသူများမှလည်းနေပါနေတယ်လို့သိရပါတယ်စဘာစည်းကရိတ်တော့မယ်ဆိုကြဲကထိုးကြသွားတာအခုစဘာရှယ်အတန်မှာတင်းတရားကိုစက်သိန်းစီပဲပေါက်တော့တဲ့စဘာစည်းကောင်းရဖို့စောင့်ပြီးလက်ထဲစဘာမထားနိုင်ပါဘူး ရတဲ့ဈေးနဲ့ရောင်းထုတ်ရတော့တွင်းအားစုဖို့ရိတ်ဆက်ခဖို့မျိုးစေ့ဖို့ဘေးကနေအတိုးနဲ့ဆွဲပြီးလဲတဲ့ထဲ့သားတွေအကျွေးတွေအကုန်ပြန်ဆက်ဖို့ရောင်းခဲ့ရတော့တွင်းအားစုဈေးကလည်းအဆမတန်ထိုးတက်တဲ့ဈေးနဲ့မိခဲ့တော့လဲလို့ရတာအမြင်မရှိတော့ဒီနှစ်အဆိုးဆုံးပဲဒီနှစ်ကအကျွေးချေုံလောက်ပဲရှိတယ်လို့ဘိုကလေးမျိုးနယ်ကတောင်သူတူကပြောပါတယ် ပြီးခဲ့တဲ့2023ခုနှစ်နဲ့2024ခုနှစ်မိုးစပါးများပေါ်ချိန်ကလည်းစပါးသစ်ဈေးတင်းတရာကိုအနှိမ့်ဆုံးငွေကျပ်30%အထိဈေးတန်းရှိပြီးအနှိမ့်ဆုံးစပါးတင်းတရာကိုငွေကျပ်18.5%အထိဈေးပေါက်ခဲ့ကနေအလိုက်ကာလသူဈေးကွက်ရှင်ပါကယခုနှစ်မှာစပါးသစ်များအပြင်ຫນွေစပါးဈေးကွက်ပါပြတ်သွားပြီးတောင်သူများဒုက္ခရောက်နေကြတယ်လို့သိရပါတယ်။ စိုက်ပျိုးရေးကုန်ကြဆေးတွေအဆမတန်ကုန်ကြခဲ့တော့ဓာတ်မြင့်ဩဇာတွေကိုအရင်စံချိန်အတိုင်းမတုံနိုင်ခဲ့တော့စပားတွေအထွက်ကျစင်ခဲ့တယ်။အခုစပားဈေးကထိုးကျနေတော့ဒုက္ခပံ့နေတယ်။ဒါတောင်လေတဧကကုန်ကြဆေးအနည်းဆုံးကငွေကျပ်၁၀သိန်းလောက်အထိကုန်ကြဆေးရှိခဲ့တယ်။အခုအရင်၁၀သိန်းကိုတောင်ပြန်မရတဲ့အထိဖြစ်နေရတယ်လို့အေယာဝတီတိုင်းစိုက်လက်မြို့နယ်ကတောင်တူတူကပြောပါတယ်။စပားဈေးကျစင်နေရတဲ့အဓိကအချက်ကပြည်ပစံဈေးကွက်ကျစင်နေပြီးမြန်မာပြည်ကစံတင်ပို့မှုရော့ကျနေတဲ့အတွက်စံကုန်တွေကြီးများကစံဝယ်ယူမှုများအားရပ်ဆိုင်ထားခြင်းကြောင့် ထယ်ဝယ်လက်ဆန်းဆန်းများကစဘာဝယ်ယူမှုရော့ကျလာတဲ့အခြေအနေများကြောင့်ဖြစ်ကြောင်းစံစဘာရောင်းဝယ်ရေးကုန်ထယ်လုပ်ငန်းရှင်များ၏ပြောပြချက်အရသိရပါတယ်။အခြေခံတောင်တူလယ်တမားများအ திக အသုံးပြုရတဲ့မြောစာနဲ့စက်သုံးစီများစိုက်ပျိုးရေးတွင်းအားစုများကုန်ကြမှုဖြင့်နိုင်ရှင်သွက်ချက်ပါကစဘာတေအေကာကိုစဘာတင်းတရာနဲ့အထက်ထွက်ရှိပါကစဘာစီ၁၈တင်းကျက်ရှိပါကအကျိုးအမြတ်ခန်းစားရနိုင်ပြီးစဘာတေအေကာကိုတင်း90ကနေ80ကျားသာထွက်ရှိပါကစဘာစီတင်း20ကျော်ကျော်အထိရရှိလင်ထိုက်တဲ့အကျိုး မြတ်ခန်းစားရတဲ့အခြေအနေများရှိတယ်လို့တောင်တူကုန်တယ်ပွဲစားများထံမှသိရပါဗျ။